ားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြည့်တတ်တဲ့အားလုံးမင်္ဂလာပါ။ Arsenal အသင်းကတော့ဒါအခုလက်ရှိမှာသူတို့အသင်းရဲ့တနစ်တာ season holder ticket price ကိုထပ်ပြီးတော့ထပ်တိုးမြင့်လိုက်တယ်။ဆိုတော့ထုံးစံတိုင်း Premier League club တွေက season holder price ticket ပေါ့လေဘလုံးပွဲလက်မှတ် ticket တွေကိုဒါပုံမှန်တိုင်းနှစ်စဉ်နှစ်စဉ်ထပ်တိုးနေကြတဲ့အထက်မှာကျွန်တော်အထူးသဖြင့် London club တွေတဲက Tottenham Hotspur တို့ Arsenal တို့ Chelsea လိုကအမြဲတမ်းထိတ်ဆုံးမှာပါတယ် Manchester City ဆိုရင်သူတို့ stand တစ်ခုအသစ်ထပ်ထည့်ထားတယ်ပိတ်သက်9000ထပ်ပြီးတော့တိုးမြင့်ထားတဲ့ stand နဲ့အတူ City ကလည်းသူရဲ့ season holder ticket price season holder ticket မှာနှမျိုးရှိတယ် cheapest ဆိုပြီးတော့ဈေးအပေါ်ဆုံး season holder တရာတိလုံးစာခြင်တဲ့လက်မှတ်နဲ့ဈေးအကြီးဆုံးတရာတိလုံးစာခြင်တဲ့လက်မှတ်ဒါက general เนาะ general ဆိုတဲ့အချက်ကဘာလဲဆိုတော့အစားအသောက်မပါဘူးဘလုံးပွဲတီးတက် စီဇွန်ရတ ிக்க က်မှာကျွန်တော်တို့နှစ်မျိုးရှိတယ်အဲ့ဒါကပါလဲဆိုတော့ပွဲ19ပွဲအိမ်ကွေး19ပွဲတည်တတ်ပါတဲ့စီဇန်ဟိုတာ ிக்க က်နဲ့23ပွဲဆိုတာကကပ်ပြိုင်ပွဲတွေကိုပါထည့်သွင်းထားတဲ့စီဇန်ဟိုတာ ிக்க က်ဆိုပြီးတော့ကျွန်တော်တို့ကပုံမှန်အပြည့်အထော့ပေါ့လေလူငယ်လည်းမဟုတ်ဘူးလူကြီးလည်းမဟုတ်တဲ့တာမန်လူပေးတတ်တဲ့လက်မှတ်ပေါ့လေဆိုတော့ပုံမှန်အပြည့်စီဇန်ဟိုတာ ிக்க က် member ကိုသူတို့က တရားတည်သွင်းကြည့်တဲ့ပွဲတွေပေါ်မူတည်ပြီးတော့အစင်လိုက်အစင်လိုက်တန်းစီပြီးတော့စောင့်ရတယ်လူတိုင်းပတ်ဆက်ရှိတိုင်းစီစဉ်ဟိုးတာလို့ခေါ်တယ်တရားတည်လုံးစာလက်မှတ်ဝယ်လို့မရဘူးကျွန်တော်အမြဲတမ်းမေးတယ်အကိုကြီးကျွန်တော်ဘလုံးပွဲတပွဲသွားကြည့်ရင်ဒါဘလို့လက်မှတ်ဝယ်ရလဲဆိုတော့ကျွန်တော်နံပါတ်1အနေနဲ့ basics အနေနဲ့ Premier League club အသင်းတစ်သင်းပဲဖြစ်ဖြစ် Premier League ပြိုင်ပွဲတစ်ခုပဲဖြစ်ဖြစ်ကမ္ဘာနိုင်ငံမှာရှိတဲ့ဘလုံးပွဲအထူးသဖြင့် Champions League တို့ဥရောပပွဲတွေနဲ့ဒါ England Premier League ပွဲတွေရဲ့လက်မှတ်ကို ျွန်တော်တို့ကွင်းမှာဝယ်လို့မရဘူးအားလုံးဟာလက်ရှိကမ္ဘာမှာအတိုင်းပဲ online မှာပဲအကုန်လုံးလက်မှတ်ဝယ်လို့ရတယ်ကျွန်တော်ကွင်းမှာဘောလုံးပွဲကန်တဲ့နေ့မှာလက်မှတ်သွားဝယ်တယ်ဆိုတာထက်ဘောလုံးပွဲကန်တဲ့နေ့မှာကိုယ်ဝယ်ထားတဲ့ online ticket ကိုအချို့က souvenir အနေနဲ့တင်ထားခြင်းလို့ ticket လေးထုတ်တဲ့သူကလွဲရင် ်တချို့ကြတော့လေ invitation ပေးတဲ့လက်မှတ်တချို့ area တွေက paper ticket ဒါကျွန်တော် paper နဲ့ပေးတဲ့ envelope တွေမှာထည့်ပေးတဲ့တလို့ ticket မျိုးခါကြတော့အဲ့ barcode ကကွဲမှာအလုံးမလုံးလို့ရှင် ticket box office ဆိုတဲ့နေရာကိုသွားရတယ်ခုနောက်ပိုင်းအားလုံးကတော့ QR code system ကိုပဲသွားကြတာများတယ် QR code system ကိုသွားပြီးတော့မှလက်မှတ်တွေဝယ်ကြတယ်ဆိုတော့အခု क्लब अदे तीन को सीजन हो रहा टिक क्या लुक हो रहे त्याग दी दो सा कहीं था रे लम्बा का प्रीमियर लीग सकूब बोएगा अच्छा मिशी रे नाउ टेस सीजन हो रहा टिक का 23 गेम पारे क्या प्याई बोले को पारे सीजन हो रहा टिक है सो आज ने का पी के रे यात्री मात्रों सीजन हो रहा टिक के प्राइस को 10 परसेंट तक है रे आइडिया मार्ट थार अदे ने मार्ट यू का से का 10.3 परसेंट नाउ टोटनल होस्ट पार का 6 परसेंट Chelsea က8%ဖက်က Asovila က4.9%ဘုံမောက်က7.3% Northern Forest ကတော့အရင်တုန်းကထက်သူတို့ရဲ့အောင်မြင်မှုစွမ်းဆောင်ရည်ကြောင့်18.3%အမြင့်ဆုံးတက်ပြီးတော့တန်းစစ်သွားတဲ့ဆောင်အောင်တန်းကသူတို့ Premier League တက်လာတော့26%တက်ခဲ့တယ် Brentford က18% Manchester City က10.4%တက်ခဲ့ပြီးတော့ Manchester United ကတော့အသင်းကြီးတွေထဲမှာတော်တော်လေးနည်းတဲ့လက်မှတ်အနေနဲ့3.6%ပဲတက်တယ် ဆိုတော့ Premier League မှာကျွန်တော်တို့ပြီးခဲ့တဲ့ရာသီကိုပဲအရင်ဆုံးအတိုင်းရှင်းပြမယ် Season Holder Ticket ရဲ့ဈေးအပေါ်ဆုံးလက်မှတ်ဈေးအပေါ်ဆုံးလက်မှတ် Season Holder Ticket မှာကျွန်တော်တို့ Premier League Club အသင်းတွေထဲမှာပြီးခဲ့တဲ့ရာသီအင်ကွင်း16ပွဲမှာ West Ham United ရဲ့အသင်းရဲ့အင်ကွင်း16ပွဲစာလက်မှတ်ဟာဈေးအပေါ်ဆုံးလက်မှတ်ပေါ့လေသူတို့ကကျွန်တော်တို့ခုနပြောသလိုတရားဒီလုံးစားလက်မှတ်မှာအစားတောက်ပါတဲ့လက်မှတ်ကို VIP တို့ Vox Office တို့ပါတို့ VIP တို့အဲ့လို ticket မျိုးခေါ်တယ်အဲ့ဒါတွေမဟုတ်ဘူး chess ဘောလုံးပွဲတီတက်ဘောလုံးပွဲတီတက်လက်မှတ်ရဲ့ဝက်ဆန်ရဲ့စီစိုးတာ19ပွဲထဲမှာဈေးပေါ်ဆုံး19ပွဲလက်မှတ်ဆိုတာခါကြရင်စီကကောင်းချင်မှာကောင်းမှာလေဒေါင်းရောက်တာတို့အဆွန်ရောက်တာတို့ကိုးနောက်ဖတ်တို့အဲ့လိုပုံစံမျိုးပြောတာဆိုတော့စီစိုးတာတစ်ကက်ရဲ့ဈေးပေါ်ဆုံးလက်မှတ်ထဲကအသင်းမှာဝက်ဆန်ယူနိုက်တက်အသင်းက345ပေါင်ရှိတယ်345ပေါင်တော်တော်နည်းတယ်ဒါအဲ့ဒါကဘောလုံးပေးတက်တီအတွက်တော်တော်ကိုချိန်နဲ့ဆရာပေါ့လေ 345ပေါင်ကို19ပွဲနဲ့စာရင်တပွဲပြန့်မြ18တမတပေါင်ပဲရှိတယ်။အဲနောက်မှာတန်းစင်းသွားတဲ့ Eastwich Town က382ပေါင်၊ Leicester City က404ပေါင်၊ Manchester City ကပြင်ပြလိသင်းကြီးတွေထဲမှာ season holder ticket ထဲမှာ425ပေါင်ပဲရှိတယ်။သူတို့425ပေါင်ကို19ပွဲနဲ့မြောက်ရင် Man City ရဲ့ပြန့်မြ average တရားသီးသုံးလာလက်မှတ်ရဲ့ပြန့်မြပွဲတစ်ပွဲရဲ့လက်မှတ်ခါကပေါင်22ပေါင်ကျော်ပဲရှိတယ်။အဲ့ဒါဈေးပိုးဆုံးပေါ့လေ။ 425ရှိမယ်ဆောင်းတန်က409ရှိမယ်ဘရန်ဖို့က409ဝူဘာဟန်တန်က925ခရစ်စတယ်ပလစ်က945ပေါင်နော်တန်ဖိုရက်စ်က950အေဗာတန်က999မန်ယူနိုက်တက်က989ပေါင်989ပေါင်ဆိုရင်19ပွဲ average ကတပွဲပြန်ညပေါင်30လီဗာပူးနဲ့ကန်တဲ့ပွဲလည်းပေါင်30ပဲထားပါတော့ဆောင်းတန်နဲ့ပွဲလည်းပေါင်30ပဲအစ်ဆွေချောင်းနဲ့ပွဲလည်းပေါင်30ပဲစပါနဲ့ကန်တဲ့အာဆန်နဲ့ပွဲလည်း30ပဲဆိုတော့ average structure လိုက်တာမန်ယူနိုက်တက်က900 နဲ့89 Brighton က595 Fulham က619 Bournemouth က633 Bournemouth တို့လို Fulham တို့လို့အသိနေကြတော့ Queen သေးတော့ True Price ကဘယ်လိုပဲဖြစ်ဖြစ်ဈေးများပြီးတော့ Aston Villa ရဲ့ Villa ဘက်က640 Newcastle Saint Jesus ဘက်က662သူတို့လည်း10%တက်ထားပြီးတော့ Liverpool ရဲ့ Anfield ကသူတို့ပြီးခဲ့တဲ့ရာသီမှာ Anfield Road ကနေပေးသက်8000 8000ဆိုထပ်ထည့်ထားတယ်သူတို့ရဲ့ဈေးပေါ်ဆုံးစီစဉ်ဟူတာ19ပွဲလက်မှတ်က913ပါ 923ပေါင်ဆိုတဲ့အမောင်ကပြန်မြ19ပွင့်နဲ့တွက်ရင်တပွဲကို38.5ပေါင်ရှိပြီးတော့ Chelsea က810ရှိတယ်သူတို့ရဲ့တပွဲပြန်မြလက်မှတ်ဟာ42ပေါင်ကျော်ရှိပြီးတော့ Tottenham Hotspur က856ပေါင်တပွဲပြန်မြအဖြစ်55ပေါင် average ဖြစ်ပြီးတော့ Arsenal ကတော့ဈေးပေါ်ဆုံး season ticket 19ပွဲမှာသူက Premier League အသင်း20ထဲမှာအများဆုံးပေးရအမောင်ပဲသူရဲ့ဈေးပေါ်ဆုံး season holder ticket ရဲ့ price က1083ရှိပြီးတော့19ပွဲနဲ့စားလိုက်ရင်56ပေါင်ဆိုစပါတော့55ပဲအာဆန်ရဲ့တပွဲပြန်ပြ ticket က56ပေါင်ရှိတယ်ဒါကအခုလောလောဆယ်အနေထားရအခုလောလောဆယ်မှာ Manchester City အသင်းကအခုလောလောဆယ်မှာ price အပါဝင်အကုန်များပြောင်းတဲ့အချိန်မှာဒီနေ့ရာသီအတွက်ဈေးအကြီးဆုံး season holder ticket ကိုသူတို့ပြန်ထုတ်ပြန်တယ်ခုနကဈေးအပေါ်ဆုံး19ပွဲ ်16ပွဲရဲ့တစ်ကက်အခုဈေးအကြီးဆုံး16ပွဲကိုမှဈေးအကြီးဆုံးတစ်ကက်ဆိုပြီးကလပ်မှာရှိတယ်ဒါအစားတောက်တွေမပါဘူးเนาะအဲ့ထဲမှာထိတ်ဆုံးက Tottenham Hotspur 2369ပေါ့လေဟိုကျွန်တော်တို့19နဲ့စာရင်တပွဲကို124ပေါင်ကျော်ကျော်ကြာပြီးတော့ပါဆိုင်ရ2132ဆိုတော့သူတို့19နဲ့စာရင်ပေါ့တူတယ်112ပေါင်ကြာပြီးတော့ဆိုတော့ Tottenham က2300ဈေးကြီးဆုံး19ပွဲက2300အာဆင်က2112 တစ်ဖက်ကတော့ Western United ကဈေးပေါ်ဆုံး19ပွဲရှိသလိုသူတို့ရဲ့ဈေးကြီးဆုံး19ပွဲကတတိယဈေးကြီးဆုံးနဲ့မှရှိပြီးတော့1900ကျော်ရှိတယ်။ဆိုတော့ဈေးကြီးဆုံးလက်မှတ်ထဲမှာ1920နဲ့သူတို့ကတတိယနဲ့မှရှိပြီးတော့ Chelsea က1680နဲ့စတုတ္ထအတီးတီးသူတို့ရက်တီထားတယ်။ မန်ချက်စတာစီးတီးရဲ့တရားဒီလုံးကစီစဉ်ဟိုတာတိကက်ရဲ့ဈေးကြီးဆုံးရဲ့လက်မှတ်ကမှ1080ပဲရှိတော်တော်စီးတီးကတော်တော်လေးဈေးပေါ်ထဲမှာပါတယ်ဒီနေရာမှာလီဗာပူးအသင်းကပုံမှန်အားဖြင့်သူတို့ရဲ့စီစဉ်ဟိုတာတိကက်တွေကိုသူတို့ကသတ်မှတ်တဲ့အချိန်မှာလီဗာပူးကချန်ပီယံဖြစ်သွားပြီးတဲ့နောက်မှာသူတို့ price ကိုလည်းတတ်လိုက်တဲ့အတွက်ကြောင့်900နဲ့လေးပေါင်ထိတက်သွားတယ်ဆိုတော့သူတို့လည်း200နီးပါးတက်သွားတယ်။ဘာလို့ဆိုသူတို့ချန်ပီယံဖြစ်သွားလို့ Everton ရဲ့ Marseille side ကအရင်က 640ပေါ့လေအိုက်ကနေအေဗတန်ကအခုလက်ရှိမှာ900ဖြစ်သွားတယ်။ဘာလို့လဲဆိုတော့သူတို့ကကွင်းတစ်ကြီးကိုရောက်သွားလို့ဆိုတော့ဂူဒလောဆယ်မှာတထောင်ကျော်ဝတာကလီဗာပူးတို့အေဗတန်တို့ရဲ့ဈေးကြီးဆုံးလက်မှတ်တရလည်းအကုန်တထောင်ကျော်ဖြစ်သွားပြီးတော့လက်ရှိအနေထားရစီစဉ်တစ်ကက်တွေပေါ့လေဆိုတော့မန်ယူနိုက်တက်ကစီစဉ်တစ်မှာ 5%တက်သွားတယ်မနေ့ကထက်ပိုတာပေါ့လေမနေ့က3%ပဲရှိပြီးတော့ဒီနေ့ယာတီတက်မှာ5%တက်တယ်အသေးနိုင်ကအကုန်တက်သွားတယ်ဆိုတော့ကျွန်တော် summary နေနဲ့ဈေးကြီးဆုံး season order ticket 19ဘက်မှာ top nanga 2300 arsenal က2100ကျော် west ham က1900ကျော်ဒီ3သင်းကထိပ်ဆုံးနေရာမှာရှိတယ် season ticket တွေမှာဈေးပေါ်ဆုံးလက်မှတ်မှာ ဝက်ဆန်ယူနိုက်တက်က19ပွဲကို3 4 5 Ipswich Town က3ခုနဲ့ Leicester က4 4ဒါပေမဲ့ Ipswich Town နဲ့ Leicester City ကတန်းဆင်းသွားတော့ဝက်ဆန်က3 4 5 Man City က4 2 5နဲ့ Brentford က4 5ဆိုတော့ဒါက19သိန်းကြီးကိုတွက်တာ ဈေးကြီးဆုံး3သိန်းပါဝက်ဆန်ပါတယ်ဈေးပေါ်ဆုံးစီစဉ်ဥဒ္ဒါတစ်ကတ်မှာလည်းဝက်ဆန်ပါတယ်ဆိုတော့ဝက်ဆန်ဘက်ကဈေးပေါ်ဆုံးထဲမှာလည်းပါတယ်ဆိုတော့တချို့သိန်းတွေအားလုံးညတာပေါ့လေဒီလိုပုံစံသွားတယ်ဒါကတော့တစ်နှစ်တာအတွင်းဘလုံးရာသီအင်္ဂလိပ်ပလက်ပေးတတ်တီအတွက်ပေးရတဲ့လက်မှတ်ကျွန်တော်တို့ဆိုရင်ပုံမှန်လက်မှတ်တီကိုဝယ်ယူတဲ့အခါမှာကိုယ်အသင်းကမန်ပါဥမာ example အနေနဲ့ Arsenal သိန်းဆိုရင်ကျွန်တော်လက်မှတ်ဝယ်လိုက်တယ် membership အနေနဲ့ကျွန်တော်ဝယ်ရတယ်ဝယ်တဲ့အခါမှာ Emery Queen က6000တထောင်ရှိတဲ့အခါမှာ season order ticket က9000ကျော်ရှာ ဆိုဘာဖြစ်လဲတော့လက်ချက်9000 8000ကျင်းလောက်ပဲကျွန်တော်တို့က member တွေအတွက်ရပြီးတော့ကျွန်တော်တွေက season holder ticket တွေရှိသွားတယ်ဆိုအဲ့ဒီလက်မှတ်တွေကကျွန်တော်တို့ရှိရောက်တဲ့အခါမှာဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ကလက်မှတ်ခွဲနဲ့မရတော့ဆိုကျွန်တော်တို့အတွက်ကျန်တဲ့လက်မှတ်4000 5000လောက်ကဘာဖြစ်လဲဆိုတော့ ballot system နဲ့မဲနိုင်ရတယ် ်ရင်းတော့က red membership ကလက်မှတ် guarantee ကိုအခု silver membership တောင်မဲနိုင်ရတဲ့အခြေအနေဖြစ်သွားတယ်ကျွန်တော်ကအခု arsenal ပေးတက်တယောက်နေနဲ့ season holder ticket ရဲ့ waiting list ကိုကျွန်တော်စောက်လာတာစုစုပေါင်း2023ကနေဆိုရင် total 73နှစ်ရှိပြီ73နှစ်မှာကျွန်တော်ရဲ့ season holder waiting list က946ရှိပြီဒါ73နှစ်အကြာเนาะအစကကျွန်တော်က total အားဖြင့်တန်းကျော်လောက်ရှိတယ်တန်းကျော်ကနေ တနစ်ပြီးတနစ်ဘောလုံးပွဲကြည့်တဲ့အရေးတွက်များလေကိုလောက်မှမကြည့်တဲ့ကောင်လေကိုက list တွေဟို waiting list ကကြော်ကြော်လာတာကြော်ရင်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 နဲ့ကျွန်တော်ရဲ့ list က946အရှိမှာကိုယ့်ရဲ့946ရှိတယ်တကယ်လို့ကျွန်တော်ကအဲ့ရှေ့က946တက်ပို့ပြီးပွဲကြည့်နိုင်မယ်ဆိုရင်ရှေ့ကမကြည့်တဲ့သူတွေကျွန်တော်ကြော်ရင်ကြော်ရင်နဲ့နောက်ဆုံးမှာကျွန်တော်လဲ season holder ticket ဖြစ်နိုင်တယ်။ season holder ticket ဖြစ်လို့ရှိရင်ဈေးကြီးကျုံးက1000ဈေးပေါ်ဆုံးက တထောင်ကျော်ပေးရမယ်1900ကျော်ပေးရမယ်ဒါအခု ticket summary ဖြစ်တယ်ဒါ2025-26ဒါဘလုံးပြည့်သက်တယ်တကယ်လို့ကျွန်တော် black market third party website ဒီမှာဝယ်မယ်ဆိုရင်တော့ကျွန်တော်ပေးရတဲ့လက်မှတ်ရဲ့3-4စာအပြင်နောက်ထပ် test က35ရာကျွန်တော်ထပ်ပြီးတော့အခုပေးရတယ်အဲ့ဒီမှာ service charge ချက်ချလည်းပါပြီးတော့အဲ့ဒါဆိုရင်ကိုလက်မှတ်က QR code နဲ့ကိုရှိတော့ရောက်လာနိုင်မယ်ဒါပေမဲ့ price ကထားပါတော့ example နေနဲ့ တရားကြမဲ့လက်မှတ်ဟာကိုဝယ်ရင်300 400လောက်ကြမယ်ပွဲပေါ်မှာလည်းမူတာဗောလေ average အပြင်တော့တရားကြမယ်ဆိုရင်တော့တာမန်ပွဲဆိုရင်တော့180 200 250လောက်နဲ့ရနိုင်တယ်နည်းနည်းပွဲကောင်းတယ်ဆိုတော့4 500ကနေစီးကြည့်ကြည့်လို့တက်သွားမယ်ဒါကဘလုံးပွဲတွေရဲ့ Premier League တရားစီစာလက်ကကျွန်တော်တို့ La Liga မှာဆို AC ပဲလက်မှတ်ကအရင်ကြီး Real Madrid ကတော့ဈေးကြီးတယ် Real Madrid လက်မှတ်တွေဆိုရင်ကျွန်တော်ပြီးခဲ့ရာသီ average ကျွန်တော်ဝယ်တာတပွဲကို Euro 100ချိုပေးရတယ် Paris Saint-Germain ကရင်းတော့ Messi နေမှာ Mbappe တွေရှိတော့ဈေးအမတန်ကြီးတယ်ကိုကဈေးကျသွားပြီး အီတလီမှာဆိုရင်ဂျူဗန်တက်စ်လက်မှတ်ကရေးကြည့်တယ်ဆန်စီရိုမှာခံတဲ့ပွဲတွေဆိုယူရို20 30 50ဆိုမက်ဆီမမ်ပဲဆိုတော့တစ်ဖက်ကဂျူဗန်တက်စ်ရဲ့ထူရင်းကတော်တော်လေးဈေးကြီးတယ်မှာပါတယ်။နောက်ရီမက်ဒရစ်ရဲ့ဆန်တီယာဂိုဘာနာဘဲကဈေးကြီးတယ်မှာပါတယ်။ဘိုင်းမြူနီရဲ့အာရီယန်ဇာအရီနာကလည်းဈေးကြီးတယ်မှာပါတယ်။ဒါကတော့အခုဘောလုံးပွဲလက်မှတ်တွေရဲ့တရားစီရင်စာလက်မှတ်တွေအကြောင်းပါ။အားလုံးကျေးဇူးတင်ပါတယ်။